ကပ္ပဦးကျန်းခန်းကြီး44ရောသက်တီလဲမူစီရီကိုခေါ်၍သူသူတို့အိမ်များ၌ဧခပါနိုင်သည်မအပြစ်ထဲလောလူတိုင်းဆိုင်သောငွေကိုမိမိတို့အိမ်ဝတွင်လကစပားအဖိုးငွေနှင့်ငှငွေဖလားကိုအငယ်ဆုံးသောသူ၏အိမ်ဝတွင်လကထဲ့ထားလောဟုမာတိတိုင်းမူစီရီပြုလေ၏နနက်မွန်လင်းသောအခါသူသူတို့ကိုမြင်များနေတကား ထွက်လိုက်လေ။မြို့ပြင်သို့ရောက်၍မဝေးသေးသောအခါယောသသည်မိုးစီရီကိုခေါ်၍ထိုသူတို့ကိုမြင်မြန်လိုက်လော။မိသောအခါတင်းတို့သည်ဂျေဆုကိုမကောင်းသောအမှုနှင့်ဘယ်ကြောင့်ဆက်ကြသနည်း။ငါသခင်တောက်တော်ဖလားမဟုတ်လော။ထူဆန်းသောညံကိုဖြစ်စေတတ်သောဖလားမဟုတ်လော။တင်းတို့ပြုတ်သောဤမှုသည်မကောင်းပါတကားဟုပြောဆိုလောဟုမာတိတိုင်း မူစီရေးလိုက်၍မိသောအခါပြောဆိုလေ၏သူတို့ကလည်းဤစကားကိုတခင်သည်အဘယ်ကြောင့်ပြောပါသနည်းကိုရောကျွန်းတို့နှင့်ထိုတို့တော်အမှုဝေးပါစေတည်းယမန်ကအိဝါတွင်တွေ့သောငွေကိုခံနိုင်ပြီမှကိုရောထံသို့သဖန်ဆောင်ခဲ့ပါပြီသူပြုလျင်ကိုရောဤတခင်အိမ်၌ရွှေငွေကိုအဘယ်ကြောင့်ခိုးရပါအန်နီကိုရောဤကျွန်းတို့သည်မိသူ၌တွေ့လျင် သူသူကိုတည်စေကျွန်တော်တို့ဒီလဲသခင်ဤကြုံခံကြပါမည်ဟုဆိုကြ၏မူစီကလည်းသင်တို့စကားအတိုင်းဖြစ်စေသို့တော်လည်းမိသူ၌တွေ့လျင်သူသူသည်ငါကြုံဖြစ်စေသင်တို့ကအပြည့်လိုကြစေဟုဆိုတော့သူသူပေါင်းတို့သည်အတီးတီးမိမိတို့အိမ်များကိုမြေ၌ချ၍ဖွင့်ကြ၏မူစီဤသည်လဲအကြီးမားဆား၍အငယ်တိုင်အောင်ရှာသည်ဖြစ် ဘင်းရမဲအိတ်၌ဖလားကိုတွေ့၏ထိုအခါသူတို့သည်မိမိအဝတ်ကိုဆုံ၍လူတိုင်းမိမိမြင်ဖို့မှာဝန်ကိုတင်ပြန်သဖြင့်မြို့သို့ပြန်သွားကြ၏ယူရာနေညီကိုတို့သည်ယောသက်အိမ်သို့ရောက်၍သူသည်အိမ်၌ရှိသည်သဖြင့်သူရှိမှပြောဝလျက်နေကြ၏ယောသက်ကလည်းသင်တို့သည်အပေတို့ပြုတ်ပြီသည်နီငါကဲ့သို့သောယောက်ျားသည်သူဆန်းသောညာရှိကြောင်းကို သင်တို့မသိကြသလားဟုဆို၏ယူရကလည်းကျွန်တော်တို့သည်သခင်အားအဘယ်စကားဖြင့်ရှောက်ရပါအံ့နီအဘယ်သို့ပြောရပါအံ့နီဤမှုနှင့်အဘယ်သို့လွတ်နိုင်ပါအံ့နီကိုတော်ကျွန်တို့၏အပြစ်ကိုဖျားသခင်စေ၍တွေးတော်မူပြီးအကျဉ်သူ၌ဖလားရုပ်ကိုတွေ့၏ထိုသူမှဆာ၍ကျွန်တော်တို့ရှိသည်များသည်သခင်ဤကြုံဖြစ်ကြပါ၏ဟုရှောက်လေတော့ ောသက်ကထိုသူငါမပြူရကျင်သူဤလန်၌ငါဖလားကိုတွေ့၏ထိုသူသည်ငါကြုံဖြစ်စေတင်းတို့မူကားအပားထံသို့ငင်ဥစွာတွားကြလောဟုစီရင်လေ၏ထိုအခါယူဒသည်ခြေကက်လျက်သခင်ဖျားကိုရော့ဂျွန်သည်စကားတခုဖြင့်နားတော့ရှောက်ရသောအခွင့်ကိုပေးတော်မူပါကိုရော့ဂျွန်၌အမျက်ထွက်တော်မူပါနှင့်ကိုရော့သည်ဖာရောဘရင်ကဲ့သို့ဖြစ်တော်မူ၏ သခင်ကသင်တို့သည်အပါရှိသလားညီရှိသလားဟုကျွန်တော်တို့အားမေးတော်မူလေကျွန်တော်တို့ကကျွန်တော်တို့အပသက်ကြီးသောသူရှိပါ၏အပအသက်ကြီးစဉ်အခါရသောတားငယ်တယောက်ရှိပါ၏သူ၏အကိုတေပါပြီသူမိဖွားသောတားတို့တွင်သူတယောက်ထဲကျန်ရပါ၏ထို့ကြောင့်သူ၏အပသည်သူကိုချွတ်ပါ၏ဟုသခင်အား ပြန်လျှောက်လေတော့ကူရောကထိုသူကငါကြည့်ရှုရအောင်ငါထံသို့ခေါ်ခဲ့ကြဟုကူရောကျွန်းတို့အားမိတ်တော်မူ၏ကျွန်တော်တို့ကထိုသူငယ်ကိုအပန်းနှင့်မခွာနိုင်ပါဘာနှင့်ခွာလင်းအပတ်တည်ပါလိမ့်မည်ဟုတခင်အားလျှောက်တော်လေကူရောကသင်တို့ညီမပါလင်းသင်တို့သည်ငါမျက်နာကိုနောက်တစ်ဖန်မမြင်ရဟုကူရောကျွန်းတို့အားမိတ်တော်မူ၏ ထို့နောက်ကျွန်တော်တို့သည်ကိုရကျွန်တီးဟုသောကျွန်တော်တို့အဘထံသို့ပြန်၍ရောက်တော်အခါသခင်စကားတော်ကိုအဘအားပြန်ကြပါ၏ကျွန်တော်တို့အဘကလည်းတဖန်သွား၍ငါတို့စားစရာအနည်းငယ်ကိုဝယ်ကြပါဟုဆိုတော်အခါကျွန်တော်တို့ကစနုတို့သည်မသွားနိုင်ပါညီပါလင်သွားနိုင်ပါ၏ညီမပါလင်သူတို့၏မျက်နှာကိုမမြင်ရဟု ပြန်ပြောပါ၏ ကိုရောကျွန်းကျွန်တော်အဘကလည်းတင်းတို့တိတိအတိုင်းငါမရသည်ငါအာတားနှောက်ကိုပါဤတယောက်ကငါထမထွက်သွား၏ကေစစ်စစ်သူသည်အပိုင်းပိုင်းကြိုက်ဖြတ်ခြင်းကိုခံရပါပြီတကားဟုမဆိုရ၏သူကလာမဆာ၍သူကငါမမြင်ရဤသူကိုလည်းငါထမယူသွား၍သူ၌ဘေးရောက်လျင်သင်တို့သည်ငါစပင်ဖြူကို ဝန်ထမ်းချင်းနှင့်တကွမရဏနိုင်ငံသို့တက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆို၏သို့ဖြစ်၍ကျွန်တော်တို့သည်ကိုရော့ဂျွန်ကိုရော့အဘထံသို့ရောက်တော့ခါသူငယ်မပါလင်ဘာဤအသက်သည်သူငယ်ဤတန်နိုင်မည်လျက်ရှိတော်ကြောင့်သူငယ်မရှိသည်ကိုမြင်တော့ခါအဘတည်ပါလိမ့်မည်ကိုရောဂျွန်တို့သည်ကိုရောဂျွန်ဒီဟုသောကျွန်တော်တို့အဘစပင်ဖြူကို ဝန်ထမ်းချင်းနဲ့တကွာမရဏနိုင်ငံတို့တက်ရောက်စေကြပါလိမ့်မည်ကိုရော်ဂျွန်ကအကျဉ်းုပ်ဒီတပန်တငယ်ကိုအဘာထံသို့ပြန်ရင်းမဆောင်ခဲ့လင်စင်မပြက်အဘာရှိမှအပြစ်ကိုခံပါစေဟုဆိုသည်ဖြင့်အဘာထံမှာတငယ်ဤအမခံဖြစ်ပါ၏သူဖြစ်၍ကိုရော်ဂျွန်သည်တငယ်အတွက်နေ၍သခင်ထံကြုံခံရသောအခွင့် သူငယ်ကိုကအကိုတို့နဲ့အတူသွားရတော့အခွင့်ကိုပေးတော်မူပါသူငယ်သည်ကျွန်တော်နိုင်မပါရင်ကျွန်တော်အဘထံသို့အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နည်းတို့ပြုလျင်ကိုတော့အဘ၌ရောက်လက်တန့်သောဘေးဥပက်ကိုကျွန်တော်မြင်ရပါလိမ့်မည်တကားဟုရှောက်လေ၏